ုတလုံးထဲမှာအရင်တော့တယောက်တည်းထိုင်နေရမျိုးပေါ့လေခုတလုံးထဲမှာကိုတယောက်တည်းထိုင်နေအခုကနောက်တစ်ယောက်လာတော့အဲ့တခုနှစ်ယောက်မျှထိုင်လိုက်ရတဲ့ feeling မျိုးပေါ့နော်အခု United နဲ့ဆိုတော့အချိန်20တူသွားပြီဆိုတော့အဲ့အဲ့ခံစားချက်လေးရောဘယ်လိုခံစားရလဲပေါ့ ရသမားအလုံးပဲမင်္ဂလာပါခင်ဗျာအပတ်စဉ်တင်ဆက်ပေးနေတဲ့ channel key ရဲ့ကျွန်တော်တို့ဘောလုံးရက်ွက်အစီအစဉ်အနေကြိုးစားပါတယ်ခင်ဗျာအာဒီနေ့အစီအစဉ်မှာအာအားသားနဲ့ပတ်သက်တဲ့ဘောလုံးနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုကျွန်တော်နဲ့အတူပါဝင်ဆွေးနွေးဖို့အတွက်တရုတ်ဆောင်ညီငယ်လေးခန့်အုပ်ဆိုးနဲ့ဒါအားကစားလောကရဲ့ဒါမင်းသားကြီးတူဖြစ်တဲ့ကိုစနိုးလှိုင်တို့ကအာဒီစီစဉ်မှာပါဝင်ဆွေးနွေးသွားကြမှာဖြစ်ပါတယ်ထုံးစံတိုင်းကျွန်တော်တို့ဘောလုံးရက်ွက်မှာဘောလုံးနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုကျွန်တော်တို့ထိထားတဲ့လောက်လေးတွေပြည်သက်တွေအားလုံးစီကို အာမျှဝေပြီးတော့မှဖြစ်ပါတယ်ဆက်ပြီးတော့စောင့်ကြည့်ရှိပြီးပါအောင်ခင်ဗျာဟုတ်ကဲ့အခုတော့အားလုံးပဲမင်္ဂလာပါမင်္ဂလာပါကိုအဲ့တော့ကျွန်တော်တို့ဘောလုံးရက်ကွက်အစီအစဉ်ကဒီတစ်ပတ်တော့ပရီးမီယာလိဘွဲတွေရှိတယ်ဘောလုံးရာသီကလည်းကုန်ဝတ်တဖြည်းဖြည်းနီးလာပြီပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ဒီနေ့အစီအစဉ်တင်ဆက်မှုမှာမဖြစ်မနေအဲလုံးရမယ်လုံးလဲလုံးသွင်းတဲ့ဟာလေးတခုရှိရလို့ထင်ပါအဲ့ဒါတော့ပရီးမီယာလိမှာချန်ပီယံဖြစ်သွားတဲ့လစ်ဗာပူးကိုကျွန်တော်တို့ဂုဏ်ပြုချင်တာပေါ့နော်ဂုဏ်ပြုချင်တာဘောဆိုတာဒီလစ်ဗာပူးမြို့ပေါ်မှာလည်းအဲ တမျိုးလုံးတောင်းတောင်းပြပြအောင်ပွဲခံနေကြရတယ်။ဒါရင်းလည်းကျွန်တော်တို့တောက်လျှောက်တွေ့နေရတယ်။အဲပြီးတော့ဒီတစ်ပတ်မှာပဲချဲစီနဲ့လီဗာပူးတွေ့မယ်။ဒီမှာလည်းဒါဟိုချဲစီကလီဗာပူးကိုဂုံပြိုးမှာဆိုကျွန်တော်လည်းဒီကနေပြီးတော့အာလီဗာပူးကိုဂုံပြိုးတဲ့အစီအစဉ်လေးဒီနေ့မှာပြောချင်တာပေါ့နော်။အဲတော့ပထမဦးဆုံးအာကိုထွန်းနှုံးနဲ့ညီလေးခန့်အောင်ဆိုကအာလီဗာပူးချန်ပီယံဖြစ်တဲ့အပေါ်မှာခံစားမှုလေးရင်စပြောပေးပါအောင်။အဲကိုထွန်းနှုံးပဲအဲစပြီးပရိသတ်တရားလုံးလီဗာပူးချန်ပီယံဖြစ်တဲ့အကြောင်းလေးပေါ်မှာအခုခံစားမှုလေးပြောပေးပါဗျ။ဟုတ် အာပထမဆုံးအနေနဲ့ကတော့လီဗာပူးချန်ပီယံဖြစ်တဲ့အတွက်ကြောင့်မလို့ဒါလီဗာပူးပြည်သက်တွေနီးတူပဲဒါကျွန်တော်ပရီးမီးယားလီးဂ်ရပ်ကွက်မှာရှိကြတဲ့ပြည်သက်တွေအားလုံးပျော်ရွှင်ကြတယ်ပေါ့နော်ဟုတ်ကဲ့ဘာကြောင့်လဲဆိုတော့ဒါလီဗာပူးချန်ပီယံဖြစ်သွားတာဒီချိန်နဲ့ဆိုလို့ရှိရင်ဒါကျွန်တော်အချိန်20မြောက်ချိန်20မြောက်လည်းဖြစ်တယ်နောက်တစ်ချက်ကလီဗာပူးကိုပြန်ကြည့်မယ်ဆိုလို့ရှိရင်ထူးကြတယ်ဗျဒါကျွန်တော်တို့နီးပြားတဲ့ပြောင်းသွားပြီးတဲ့အချိန်မှာမှထပ်ပြီးတော့နောက်ထပ်တစ်ချိန်ချန်ပီယံဖြစ်တာဟုတ်ကဲ့အာ2020မှာ ဒါ club လက်ထက်မှာပေါ့နော်ဒါပထမဆုံးတစ်ချိန်ဖြစ်တယ်ပထမဆုံးဆိုတာဒါ premier league ဖြစ်လာတဲ့အချိန်မှာဒါကျွန်တော် club လက်ထက်မှာဖြစ်တယ်ပြီးတော့အခု ancelot လက်ထက်မှာဖြစ်တယ်ဒါတိုက်တိုက်ဆိုင်ဆိုင်ပဲပြောမယ်ဆိုလို့ရှိရင်တော့အောင်မြင်မှုကိုတိတ်ကြာကြီးမဆောင်လိုက်ရဘူးပေါ့နော်ဒါကျွန်တော်ဘောလုံးရသည်ငါးရသည်မြောက်မှာထပ်ပြီးတော့ထပ်ရတယ် premier league ကိုနောက်ပြီးပြောစရာရှိတာဒီစုဖွဲ့နဲ့ပဲ club လက်ထက်ကပုံစံနဲ့အနေငယ်ပြောင်းပြီးတော့မှ ancelot ရဲ့ပထမဆုံးရာသီမှာရတယ်ဆိုတော့ ပျော်ရွှင်မှုကတော့တိုင်းထက်အလွန်ပေါ့ကိုရဲ့ဟုတ်ကဲ့နောက်တစ်ချက်ကမှတ်သားစရာလေးလည်းတော်တော်လေးဒီရာဒီမှာရှိခဲ့တယ်အဲ့ဒီလေအဲ့ဒီကြောင့်တော့ပြီးမှမှပြီးတော့မှပဲပြောကြတာပေါ့လောလောဆယ်ကတော့လီဗာပူးဖလားရတဲ့အတွက်ကြောင့်မလို့ဂုံယူဝမ်းမြောက်ပါတယ်လီဗာပူးပြိသက်တွေနီးတူပဲကျွန်တော်တို့လည်းပျော်ရွှင်ပါတယ်ဗျဟုတ်ကဲ့အဲ့တော့အင်္ဂလန်ပရီးမီးယားလိတမိုင်းတစ်ချောက်ပေါ့အင်္ဂလန်ပရီးမီးယားလိတမိုင်းတစ်ချောက်လို့ပဲရေဘူးကပြောပြောလိုက်ပါတော့နော်ဒါတော့အတူတူပါပဲဆိုတော့ဒါအောင်ပြီးဆုံးအာဆူဖလားအမှတ်တမ်းရည်တွင်တဲ့ဒါလီဗာပူးကဒီနေ့မှာ ရယူနိုင်ခဲ့ပြီပေါ့နော်အဲ့တော့အဲ့ဒီပုံမှန်ညီလေးရဲ့အာဒီကနေဦးဟိုပျော်ရွှင်ခံစားမှုလေးပေါ့နော်ဟိုဝစ်ထားတဲ့အင်ဂျင်နဲတော့တိတ်တော့မဆိုင်ဘူးဒါပေမဲ့ဟိုဘယ်လိုပြောရမလဲဟိုတစ်ခါလေးမှာရန်သူကိုလက်ဆွဲနှုတ်ဆက်ရတာလဲခြုံငင်မှုတွေရရတတ်ပါတယ်ပြီးတော့ဘေးကကြီးနေတဲ့လူအတွက်လဲအဲ့ဒါအဲ့မြင်ဝင်ပြီးတော့ကြည့်ရတာအမတန်ပို့ပြီးတော့ကြည်နူးစရာကောင်းတယ်ဆိုတော့အဲ့တော့အာ United ပြည်သက်တရားအနေနဲ့ Liverpool ကိုဂုဏ်ပြုစကားပြောနေတာပြည်သက်တွေတွေလက်တာဟိုကြည်နူးမှုလေး ပို့ပြီးဖြစ်ရတာပေါ့နော်ဒါဘာကြောင့်မဟုတ်ဘူးဒါလူတိုင်းမင်္ဂလာစကားပြောရမှာဘယ်လိုလဲမင်္ဂလာစကားလေးဒါလေးကိုပြောပြပါဟုတ်ဟုတ်အဲအဓိကတော့ကျွန်တော်လည်းဟို United fan ဖြစ်တဲ့ဆိုပြီးမှလည်းကျွန်တော် Premier League fan လည်းဖြစ်တယ်ပေါ့နော်အဲ့တော့ဒီလိုမျိုးကျွန်တော်ရဲ့ဒီ Premier League မှာဟို Man City တည်င်းနေရပဲဒီလိုမျိုးလင်းနေဆက်ပူဆွေးနေရဲ့အနေထားတစ်ခုကို Liverpool တင်းရဒီနေ့မှာဒါခြေဖြတ်နိုင်နေပေါ့နော်ဒါပဲပြော Liverpool တင်းရလည်းဒီလိုမျိုးပြင်းပြလေးရသွားတယ်ဆိုတာလေထိုက်တန်တဲ့ခြေစမ်းတစ်ခုပြီးတော့သူနီးပြအစ်တအပြောင်းလဲတစ်ခုမှာဒီလိုမျိုးပထမဆုံးရာသီမှာနေပြီးရရှိသွားရဲ့အပေါ်မှာဘာပဲပြောမန်စီးတီး ီလိုမျိုးငားနဲ့ဆက်မရွားပဲနဲ့ဒီဘာဘူးသင်းရဒီလိုမျိုးယူွားပြနေရတယ်လေမဲ့သူ့အနေနဲ့အဲကျွန်တော်ကျွန်တော်အနေနဲ့ပေါ့နော်ဟိုဘာပဲပြောချီးကျူးရမယ်လို့ပြောချင်တာပေါ့နော်မန်ဂီဖန်တယောက်အနေနဲ့ကတော့အဲဘာပဲပြောကိုထပ်ပိုကောင်းနေတဲ့အတင်းလက်ရှိမှာလဲဘာပဲပြောဖောင်မိနေတဲ့အတင်းတွေဒီလိုမျိုးထိုက်ရတဲ့တန်းနဲ့ဒီလိုမျိုးဒီဟိုကျွန်တော်ဘယ်လိုပြောရမလဲတရားဒီစာအဝေးပြရတဲ့ဒီလိုတာရှည်ပြိုင်ဝဲတစ်ခုမှာအဲဒီလိုမျိုးပြိုင်ဝဲမပြီးခင်မှာပဲဘူဆဲဝါနိုင်တဲ့အဲနေရာတစ်ခုကိုကျွန်တော်အနေနဲ့ကလည်း ဒါပဲပြောချီးကြည့်အောင်ပါဗောနော်ဟုတ်ကဲ့ဟုတ်အဲ့လိုမျိုးဆိုတော့1 on 1တာပါမင်းပြောပြောနေနေဟုတ်အဲ့တော့ဟိုခန်းသားဝင်တွေတခုယူလိုက်တဲ့ပရိသတ်ကိုမေးမေးကြည့်နေတာဗောနော်အဲ့တော့ဟိုခွန်တလုံးထဲမှာအရင်တော့တယောက်တည်းထိုင်နေရမျိုးဗောလေခွန်တလုံးထဲမှာကိုတယောက်တည်းထိုင်နေအခုကနောက်တစ်ယောက်လာတော့အဲ့တခုနှစ်ယောက်မျှထိုင်လိုက်ရတဲ့ feeling မျိုးဗောနော်ဟို United နဲ့ဆိုတော့အချိန်၂၀ဝါးယူဆိုတော့အဲ့အဲ့ခန်းသားချက်လေးရောဘယ်လိုခန်းသားရလဲဗောနော်ဘယ်လိုခန်းသားရလဲဆိုတော့အမ်ဥပဒေရင်ပြောမယ်ဆိုတော့လက်ရှိဒီရဒီမှာ ။ဒီကဒီမှာမန်ယူကတော်တော်လေးကိုအခြေအနေကမကောင်းတဲ့ဘက်မှာရှိရပါတော့။ဒါပေမဲ့လီဗာပူးနဲ့အခုလိုမျိုးအဲပရီးမီးယားလိမှာဘာပဲပြောဖလားရရှိမှုချိန်တွေအတူဝါရဲ့ပုံမှာတော့ဘာပဲပြောအာတော့ချိန်ချိန်မှာတော့တူညီမဲ့အစားရောက်လာမှာပဲလေကျွန်တော်တို့မန်ယူသင်းရတယ်အခုချိန်မှာပြန်လဲတိဆောက်စဲကာလာဆိုတော့အများကြီးမျောလင်းလို့မရသေးတဲ့အခြေအနေတစ်ခုမှာဆိုတော့ဒါလီဗာပူးရဲ့လာလာမန်စီးတီးပဲလာလာဘယ်လိုပဲဖြစ်ဖြစ်ဒီလိုမျိုးဒီပရီးမီးယားလိအောင်မြင်ဆုံးအသင်းနေရာမှာပူးတွဲဖြစ်သွားရဲ့ပုံမှာလည်း စိတ်က feeling နှစ်မျိုးပေါ့နော်တခုကလည်းကျွန်တော်အရင်အားဆိုတာကျွန်တော်ကအမြင်နဲ့လက်မှတ်ထောင်လို့ရတယ်လေမင်းဦးစင်းကအပီမီယာလိမှာအောင်မြင်ဆုံးအသင်းဆိုဒါပေမဲ့အခုကျတော့လေဒီဘောအသင်းကအဲဒီမျိုးထပ်ပြီးပီမီယာလိရရှိသွားရဲ့ပုံမှာသူအနေနဲ့လည်းရှေ့ရရထားရဲ့ပီမီယာလိရင်းနဲ့ပေါင်းလိုက်မယ်ဆိုရင်မန်ယူနဲ့အတူညီသွားရဲ့ပုံမှာကျွန်တော်တို့မန်ယူ United fan အနေနဲ့ကပြောမယ်ဆိုရင်လည်းအဲ့လိုပေါ့ဟိုဝမ်းလဲဝမ်းသာသလိုအဲဖြစ်လည်းမဖြစ်စေချင်ခဲ့တဲ့အရာပေါ့နော်သူကဟိုဘယ်လိုပဲပြောကိုယ့်အသင်းကိုပဲရရှိချင်တာပဲလေလူတွေကတော့ဒါပေမဲ့လည်းလက်ရှိအဲ အခြေအနေကိုလက်ခံရမှာပေါ့နော်လီဗာပူးအသင်းကအခုအချိန်မှာပိုကောင်းနေတဲ့အသင်းဖြစ်တဲ့အတွက်ကြောင့်မလို့ပြီးများလိဖလားဖလားကိုဒီဂျန်နယ်မန်စီးတီးအသင်းတို့အာဆင်နယ်အသင်းတို့ကြော်ပြီးတော့ရရှိခဲ့တဲ့ပုံမှာတော့ဒါကိုငင်းမရဘူးပေါ့နော်ဟိုထိုက်ရတယ်ရရှိသွားတယ်ပုံမှာဟုတ်ကဲ့ဟုတ်ဟုတ်အာအရင်ဟိုဘယ်လိုပြောမလဲမနစ်သေးရင်တော့မှလက်ခံပေးနိုင်တဲ့ဟာမျိုးပေါ့နော်ဒါ United ပရိသတ်တွေတည်းပြီးတော့ဒါဟိုဒီအင်္ဂလန်ဒီပြည်တွင်းမှာဆိုတော့အခက်အခဲဆုံးပြိုင်ဘက်တွေပေါ့နော်မြို့ကန်ပြိုင်ဘက်ဆိုတာ ဒီ City နဲ့ကတမျိုး United နဲ့နော်ဟောပြီးရင် Arsenal နဲ့ဒါအစင်လာပြိုင်မဲ့ဆိုတော့တမျိုး Liverpool နဲ့ United ရဲ့ပြိုင်ဆိုင်မှုဒီလဲ England မှာပြင်းထန်ဆုံးဒါပြီးတော့တောင်ပြောနိုင်တယ်ပေါ့နော်အဲ့တော့ဟိုအခုတော့အောင်မြင်ဆုံးအတင်းနှစ်သင်းဖြစ်သွားပြီနှစ်သင်းဖြစ်လာပြီပေါ့လေအဲ့တော့အရင်တော့အောင်မြင်ဆုံး င်္ဂလန်မှာအောင်မြင်ဆုံးအသင်းပေါ့ United ပေါ့နော်အခုကတော့ရှယ်ယာရှင်းနေပေါ်လာပြီလီဗာပူးကိုဒါခွဲပေးလိုက်တယောက်တစ်ဝက်ဖြစ်သွားပြီပေါ့နော်ဆိုတော့အဲနောက်တစ်ခုကျွန်တော်ကဘယ်ဟာမှာသွားပြီးတော့အခုအချိန်20သီးပေါ့20 20ဖြစ်သွားတယ်ကျွန်တော်ကဘယ်အချိန်မှာသွားပြီးတော့အာကျွန်တော်တို့16ချိန်သီးဖြစ်တဲ့အချိန်ပေါ့လီဗာပူး16ချိန်နောက်မှာ United 16ချိန်ဖြစ်ပြီးသွားတဲ့အချိန်မှာအာအဲ့ဒီနှစ်မှာ United က16ချိန်မြောက်ဘူးဆွဲမချန်ပီယံဖြစ်မဲ့နှစ်ပေါ့လေအဲ့ဒီအချိန်မှာဆိုကျွန်တော် United ကိုချန်ပီယံဖြစ်စေချင်တာပေါ့16 18ဖြစ်စေချင်တာပေါ့လေအဲ့တော့ United 16တခု18ဘယ်သူပဲဖြစ်ဖြစ်ပါ16 18ကဖြစ်လာပါအဲ့တော့ဟိုကျွန်တော်တို့ငငယ်တော့ကျွန်တော်တို့လွှမ်းမိုးခဲ့တဲ့16 18တချင်းငွေလေးရှိရလေအဲ့တော့ကျွန်တော်အဲ့16 18ဆိုတာလေကျွန်တော်ကကြိုက်တော့အဲ့တော့လည်း16 18ဖြစ်စေချင်ခဲ့တယ်အဲ့တော့လည်းဖြစ်ဖြစ်ခဲ့တယ်ပေါ့လေအခုကတော့ဒါ20 20ဆိုတာလေတခုဖြစ်လာပြီပေါ့အဲ့တော့တချင်းအကြောင်းလေးတွားပြီးတော့စမ်းမိတယ်16 18ပြောလို့ဆိုတော့ကိုတို့နိုးကပြောပါဦးလစ်ဗာပူး မျိုးတွေမှာတမျိုးလုံးအုံအုံကျကျအောင်ဝက်ခံနေရတယ်ဟုတ်ခံနေကြတယ်ဗောလေတမျိုးလုံးအလုပ်တွေပါရင်မလုပ်ကြအောင်လားမသိဘူးเนาะရုပ်တွေပါရင်လည်းမတက်အောင်ထင်ပါတယ်ဟုတ်ပါဘူးသိလားဟောဆိုတော့တမျိုးလုံးအိုးတော်တောင်းနေကိုကမြင်မြင်နေရတဲ့ဟာလေးကိုတွေ့တာဗောနော် online ပေါ်မှာမြင်နေရတဲ့ဟာလေးကလုံးဝဟိုအဲ့ပြောကကျွန်တော်တို့ကူးဆက်တယ်တာမန်ထက်ပူတဲ့ပျော်ရွှင်မှုတွေဗောရင်ထဲကနေဟိုဥလိုက်တဲလိုက်ပေါက်ကွဲနေတဲ့ပျော်ရွှင်မှုတွေကိုမြင်ရတယ်သူတို့ရဲ့မျက်နှာတွေပေါ်မှာတွေ့ရတယ်ဆိုတော့အဲ့ဒါ ဟိုကျွန်တော်တို့တိုက်ရိုက်လာထိရောဒီလောက်တော့ပြောစရာကောင်းတယ်ဒီလောက်တော့စိတ်ကျဉ်တဲ့စရာကြီးဆိုကာယကံရှင်ဒီမျိုးသားတွေကဘယ်လောက်တော့ဟိုဒီဒီဒီအရှင်ကဒီနှစ်ရက်သုံးရက်နဲ့တတ်လို့ရပါမလားပေါ့နော်ပြီးတော့ချင်းနေလေနေရာတိုင်းမှာစုနေကြတယ်ဆိုတော့အဲ့ဒီကြောင့်အခုတို့ကအများကြီးအခုတို့တဲ့ဟိုအသက်အရွယ်ဟုတ်အရာပုံပြီးနှက်ဆက်တော့အဲ့ဒီကြောင့်လေးလည်းပြောပြပါဦးလီဗာပူးမျိုးကလူတွေကဘာလို့အဲ့လောက်ပျော်တတ်နေကြရလဲပေါ့ဩပထမဆုံးတစ်ချက်ကတော့ဒါကျွန်တော်တို့ media communication ပို့ပြီးတော့ ်ထွန်းကားကောင်းမွန်လာတဲ့အချက်လဲပါမယ်ထင်တယ်။အထားပေါ်ကျွန်တော်ဟိုမန်ချက်စတာမြို့မှာပြောကြတဲ့အချိန်လေးလည်းရှိတယ်။အဲအဲ့အချိန်တော့လည်းကျွန်တော်လှမ်းဝေးတာလည်းဖြစ်ကောင်းဖြစ်မယ်။ပြောတာချင်းကတော့တူတယ်။ဒါပေမဲ့လက်ရှိလေဗာပူးပြောတဲ့ပုံစံလေးကတော့ပို့ပြီးတော့ကျွန်တော်တို့ဦးလိုက်သေးလိုက်ဖြစ်စေပို့ပြီးတော့ရင်းနှီးစေတယ်။ကျွန်တော်လေဗာပူးဖန်မဟုတ်ဘူးဆိုရင်တောင်မှဒီဟာတွေကြည့်ပြီးကျွန်တော်တို့ရဲ့ အပျော်ကူးဆက်မှုပေါ့နော်အပျော်ဆိုတာတဲ့ဒီဟောဘယ်လိုပြောမလဲသူတို့ဆိုလိုက်တဲ့တခြင်းနေနောက်ပြီးတော့သူတို့ပျော်ရွှင်တဲ့အပိုင်းနေနောက်အဓိကကတော့ဂီတပေါ့လီဗာပူးဆိုတာကလည်းချိန်တော့ကဒါကျွန်တော်ပြောမယ်ဆိုလို့ရှိရင် BTS ပေါ့နော်ဒါကျွန်တော်ကပောက်လွှမ်းမိုးခဲ့တဲ့ BTS ဒါ band ပေါ့ဒီ band ကလည်းလီဗာပူးကပဲထွက်လာနော်အဲ့မှာရှိတာတော့သူတို့ရဲ့ဟိုဘယ်လိုပြောမလဲသူတို့မှာရှိတဲ့ပြည်သူပြည်သားတွေရဲ့အခြေခံဗီဇမျိုးစိတ်ထဲမှာကိုကဒီဂီတရဲ့ ပတ်သက်တဲ့အကြောင်းအရာလေးတွေများတွားပြီးတော့ညှိနေသလားပေါ့နော်အခုကျွန်တော်ကြည့်တယ်အဲသူတို့ Spurs ကိုနိုင်သွားပြီးတဲ့အချိန်မှာအရင်တည်းကလည်းတချင်းနေဆိုကြတယ်ဒါပေမဲ့အောင်ပွဲခံလိုက်တဲ့အချိန်မှာသူတို့ဆိုလိုက်တဲ့တချင်းနေတချင်းကိုအဆုံဆိုတာကကျွန်တော်တို့နဲ့နားယင်ခဲ့တဲ့တချင်းတွေရောနောက်သူတို့ကသူတို့ trainer ရဲ့တချင်းတွေရောကစားသမားတွေဟာအစဒီတချင်းတွေလိုက်ဆိုတဲ့ရရင်လဲဆိုမရရင်လဲမဆိုဒါပေမဲ့ပိအိတ်တက်ဒီခံစားတဲ့ခံစားတတ်ဝင်မှုနောက်ပြီးတော့ဝင်တွဲ အောင်ပွဲခံတာပြီးတော့အခုခုနပြောတဲ့လီဗာပူးဖန်တွေပြန်ထွက်လာတယ်နောက်ပြီးတော့အဲ့လိုမျိုးတချင်းနေအော်ဆိုကြရတယ်ဒီခံစားမှုတွေအကုန်လုံးကလည်းကျွန်ထင်ပါတယ်ဒါသူတို့ရဲ့ပင်ကိုပီဇာမာတွေကဒီမျိုး music ကိုနှစ်သက်နှစ်သက်တဲ့ခံစားချက်ပေါ့နော်နောက်ကျွန်တော်အရင်ကလည်းပြောခဲ့ကြတာရှိတယ်လီဗာပူးဒီသူတို့မျိုးတော်မှာဒါ စမှုထွန်ကားတာတွေကတခြားမှာရှိရင်ရှိမယ်လေဘူးမှာကျတော့ဒီအမှုပညာနဲ့ပတ်သက်တဲ့ဟာတွေထွက်ထွက်တာတွေရှိခဲ့တယ်ပေါ့နော်ဥပမာကျွန်တော်ခုနပြောခဲ့ BTS ဆိုနောက်ပြီးအခုလည်းပဲဆက်လက်ထွက်ပေါ်နေတဲ့အဆိုတော်တွေလည်းရှိတယ်အဲဒါကြောင့်မလို့ဘယ်ပို့ပြီးတော့မြိုင်ဆိုင်သလားပေါ့နော်သူတို့ရဲ့အပျော်တွေသူတို့ရဲ့ခံစားသက်ဝင်မှုတွေနောက်သူတို့ရဲ့စီးဆင်းလာတဲ့တန်ဆင်တွေဒီဟာတွေအကုန်လုံးကဒီအားကစားနဲ့ပေါင်းလိုက်တဲ့အချိန်မှာ Liverpool ဘောလုံးအသင်းချန်ပီယံလည်းဖြစ်လည်းဖြစ်တော့ဒီဟာကြီးကပါထပ်ပြီးတော့ချိတ်ဆက်မှုတစ်ခုအနေနဲ့ ဟိုဒီကမ္ဘာလုံးမှာရှိတဲ့အတူတော်တော်များများကိုဟိုဘယ်လိုပြောကူးဆက်စီတာပေါ့ကိုယ်သူတို့ပြောကျွန်တော်ကြည်တာနဲ့တင်ပို့ပြီးတော့ကြွလာတယ်ပေါ့နော်အဲ့လိုမျိုးတော့ကျွန်တော်မြင်တယ်ဗျဆိုတော့တမျိုးလုံးတို့တော့ကျွန်တော်တို့အချမ်းပြင်းပြောတာပေါ့လေဒီကဲမှာလည်းလီဗာပူးဖန်မဟုတ်တဲ့လူတွေလည်းရှိမှာပေါ့ဒါပေမဲ့အများစုပေါ့လေလီဗာပူးပရိသတ်တွေကအာဒီလီဗာပူးမြို့ထဲမှာအခုချန်ပီယံရပြီးရင်တော့မြို့ထဲမှာအောင်ပွဲခံနေကြတဲ့မြင်ကွင်းတွေပေါ့လေဆိုတော့လမ်းပေါ်မှာအာဒီလီဗာပူးအင်ဂျီတွေနဲ့ချင်းနေဆိုး ဟိုလမ်းဆိုတာကျွန်တော်ကြည့်လိုက်လို့ရှိရင်လုံးဝအပြည့်ပဲเนาะဟုတ်တယ်ကျွန်တော်လုံးဝကိုကြက်ပြန်မကြလို့ပဲပြောပါတော့ပမာစကားနဲ့ပြောရင်အဲ့လိုမျိုးအာအမျိုးမျိုးတချင်းမျိုးမျိုးဆိုပြီးတော့အောင်ဘွက်ခံမှုအမျိုးမျိုးနဲ့လုံနေကြတာတော်တော်လေးပျော်စရာကောင်းတယ်ပြီးဒီအောင်မြင်မှုနဲ့ဒီပျော်ရွှင်မှုဟာထပ်တူအချိုးချအချိုးချပြီးတော့ထိုက်တန်တယ်လို့လဲခံစားရတယ်ဟို ထိုက်တယ်လေလို့ခံစားရဆိုရဲစကားနဲ့နောက်မှာတော့ဘယ်သူမှတော့မထိုက်တယ်ပဲတော့ချန်ပီယံဖြစ်ခဲ့တာမဟုတ်ပါဘူးရှေ့မှာလည်းအခုပြောခဲ့သလိုဒီမန်ချက်စတာမှာလည်းဒီအောင်ပွဲခံမှုမျိုးတွေရှိခဲ့တယ်လန်ဒန်မှာလည်းရှိခဲ့တယ်ဒါပေမဲ့လီဗာပူးမှာဒီနေ့မြင်ရတဲ့မြင်ကွင်းကကျွန်တော်တို့ပို့ပြီးတော့အန်အောမင်းသက်စေတယ်ပေါ့လေဒါကကျွန်တော်တို့အတွက်ဟိုညင်းညင်းမရတဲ့မြင်ကွင်းမျိုးပေါ့လေပြီးတော့အခုပြောခဲ့သလို 2020မှာဒီမှာဝူချန်ပီယံဖြစ်ခဲ့တော့ဂျန်ကင်ကလော့နဲ့ဖြစ်ခဲ့တဲ့အချိန်ကကိုဗစ် -19 ဖြစ်နေတဲ့အချိန်ဆိုတော့သူတို့ကဆူဖလာကိုချန်ပီယံအောင်ပွဲခံတာကိုအကန့်အသတ်နဲ့လူကြီးအကန့်အသတ်နဲ့ဟိုဖလာပီရဲ့ပွဲလေးပဲလုတ်ခဲ့ရပြီးတော့ဒီလိုအောင်ပွဲခံမှုတွေမလုတ်ခဲ့ရအောင်ဆိုတော့ပြည်သက်တွေအတွက်လည်းဒီအတွက်အချိန်ကြာကြီးဆောင်ခဲ့ရတယ်ဟုတ်တယ်နောက်တစ်ခုကဟိုညီလေးခန့်အောင်ဆိုကိုအာဟိုပြောစီချင်တာလေးတစ်ခုပေါ့ဘာလဲဆိုတော့အာဂျန်ကင်ကလော့နဲ့အာဒစ်လော့နဲ့နှစ်ယောက်ရဲ့ချိတ်ဆက်မှုလေးပေါ့ဆိုတော့ ဖို့လေးပြောရင်ဘာမှမဆိုင်တော့ဘူးပေါ့လေနီးပြချင်းမှာအခုဘောလုံးအသင်းတွေမှာကြည့်တဲ့ရှည်နီးပြပြီးလာရင်နောက်နီးပြရောက်လာအဲ့ဒီညကဘာမှမဆိုင်တော့ဘူးပတ်သက်မှုလည်းမရှိဘူးဟိုဘယ်လိုပြောချိတ်ဆက်မှုတွေလည်းအရင်ဝေးကြတယ်ပေါ့လေအဲ့တော့ဂျက်ကင်လောက်ကသူထွက်မယ်ဆိုတဲ့အချိန်မှာသူ့ရဲ့နောက်ဆုံးနှုတ်ဆက်တဲ့အခမ်းအနားမှာအာနီစလော့ဆိုပြီးတော့ပရိသတ်တွေနဲ့အတူအဲ့နာမည်ကိုခေါ်ပြီးတော့ဟိုတိုင်ပင်တွေလုပ်ပြီးအောင်ပွဲခံခဲ့တယ်လို့ကြိုးဆိုခဲ့တယ်လို့ပေါ့ဂျက်ကင်လောက်ကနောက်လာမယ့်အာနီစလော့ကိုကွင်းထဲကိုရောက်မလာသေးဘူးသူ့နှုတ်ဆက်ပွဲမှာ ိသက်တွေကိုမိတ်ဆက်ပေးပြီးအဲ့နိုင်မယ်ကိုအော်ပြီးတော့မိတ်ဆက်ပေးခဲ့တယ်ဟုတ်ပယ်နည်းပြမှာမလုခဲ့ဘူးလို့ကိုထင်တာပဲပေါ့ရှီတော့ရှိလိမ့်မယ်ဒါပေမဲ့ဂျန်ကင်ကတော့လုခဲ့တယ်အမှန်သူလည်းမဆိုင်တော့ဘူးလေအခု Arnis Law ကအကွင်းထဲမှာ Champion Blaze ရတော့ဒီပြိသက်တွေနဲ့တူအောင်ပွဲခံတော့ဂျန်ကင်လို့ဆိုတဲ့နိုင်မယ်ကိုပြန်အော်ပြီးတော့သူတတိယနေရဲ့အတိမတ်ပြူတယ်ဆိုတော့ main ထားခဲ့တဲ့အတင်းတင်းနဲ့ငါအောင်ပွဲခံနေတယ်ဆိုတာလေးကိုပြန်ပြီးတော့အဲ့ message လေးတစ်ခုသူပြန်ပေးတယ်ပေါ့အဲ့နှစ်ခုချိန်တာလေးက အရန်လာဒါရုပ်ရှင်မဟုတ်ဘူးနော်ဇာညိုးမဟုတ်ဘူးဟုတ်တယ်သူတို့ကသူတို့သူတို့ရဲ့စိတ်ခံစားချက်တည်းရဖော်ပြသွားတာသူဆိုအဲ့လိုမျိုးကလွယ်လွယ်လေးပဲလေအရန်လွယ်လေရှေ့လူကနောက်လူကြောင်ပြောပြီးနောက်လူကရှေ့လူကြောင်ဒါပေမဲ့ဘယ်သူမှမလုပ်ကြပါဘူးအရန်လွယ်ပဲကမ္ဘာပေါ်မှာဘယ်သူမှမလုပ်ကြရတဲ့အတိအမှတ်ပြုံးဟုတ်တယ်ဒီဟာကိုသူတို့လှုပ်သွားတယ်အဲ့ဟာလေးကတော်တော်မိုက်တယ်ပေါ့အဲ့ပုံမှာခံစားချက်လေးကဘယ်လိုရှိနေလဲပေါ့အဲအခုခုနပြောသလိုပဲအဲ့ clone နဲ့ဒီ clone နဲ့ဒီလိုမျိုး movement လေးကိုကျွန်တော်လည်းတွေးလိုက်တယ်ပေါ့နော်အဲ့လားအဓိကဘာလဲဆိုတော့ ဒီအသင်းပေါ်ချစ်တဲ့စိတ်တွေလို့ထင်တယ်ပေါ့နော်အဓိကဘာလို့လဲဆိုတော့အသင်းသင်းမှာဒီနီးပြားထောက်ဝိုင်းဆိုသူနဲ့ဘာမှမဆိုင်တော့ဘူးဆိုပေမဲ့ထောက်ဝိုင်းနီးပြားလည်းဒီအသင်းပေါ်မှာသူ့ရဲ့သားရှိတဲ့တန်ရုံးစင်ကြီးရောက်မယ်နောက်ရောက်လာမယ်နီးပြားပေါ်မှာဒီပရိသတ်တွေလက်ခံပေးဖို့အားပေးဖို့သူ့အနေနဲ့ဒါအားပေးစကားအနေနဲ့လူမျိုးတစ်ချင်းလူမျိုးလူမျိုးမျိုးခွေးလို့ပြီးတော့ဆိုပေးခဲ့ရလို့ထင်တယ်ပေါ့နော်ဒါပေမဲ့အခုလေဒီအသင်းကိုနီးပြားတက်ရောက်လာတဲ့အချိန်မှာချန်ပီယံဖြစ်သွားတဲ့ပုံမှာဒီနီးပြားတက်ကလည်းဘာပဲပြောဒီလိုမျိုး အတင်းတင်းကိုထားခဲ့ပြီးရဲ့ slot ဒီဘာလဲ clock ဘောမှာပေါ့နော် clock ဘောမှာဒီကျေးဥတင်တဲ့ကောင်ကျေးဥတင်တဲ့အကြောင်းနေနဲ့ပြန်ပြီးတော့ပြောပြခဲ့မှာ哦ဒီလိုမျိုးဘောလုံးကဘာထဲမှာအဲ့လိုမျိုးဒီလိုမျိုးအရာကြီးကတွေ့မြင်ရနည်းနည်းရှားရတယ်နော်ဟုတ်တယ်ဘာပဲပြောဒီလိုမျိုး slot အနေနဲ့ကလည်းဒီ clock ထားခဲ့တဲ့အတင်းပေါ်မှာသူ့နေအကောင်းဆုံးဟိုလိုဝက်တိုင်ပြင်ဆင်ပြီးတော့ဒီလိုမျိုး Guardiola ရဲ့ Man City ကြီးစိုးနေတဲ့ဒီပြီးမြလီမှာသူ့နေအဲ့လိုမျိုး champion ဖြစ်အောင်လုပ်ပေးနိုင်ခဲ့တဲ့ပုံမှာပဲဘာပဲပြောအဲ ကလော့ကလည်းကျင်းနေနေမယ်လို့ကျွန်တော်ထင်ပါရဲ့ဗျ။ဟုတ်ဟုတ်ကဲ့။အဲ့တော့လီဗာပူးအတွက်ကိုဟိုလီဗာပူးအင်ဂျီပေါ့လေ။နော်။ဟိုဟိုဖွင့်ပြီးတော့ချူတာပေးခဲ့တဲ့လူတွေတော့အများကြီးပဲကိုစားပြုပေးခဲ့တဲ့လူတွေတော့အများကြီးရှိနေမယ်။ပြီးတော့ FV ဆိုတဲ့အချိန်ဝါကြီးကလည်းအရန်ကြီးတယ်။အဲ့တော့ FV ကွဲမှာခြေချပြီးတော့လီဗာပူးအတင်းသာဖြစ်ခဲ့တဲ့ဒူတိုင်းဟာဟိုဘယ်လိုပြောမလဲ။အတင်းပေါ်မှာထမ်းမှုလို့စိတ်အတင်းကိုချစ်ခင်တဲ့စိတ်အဲ့စိတ်တွေတော့ တော်တော်များများသူတို့ကိုတခြားအသင်းတွေထက်တော့ရှိနေမှာပေါ့အသင်းတိုင်းမှာတော့ရှိနေမယ်ပို့ပြီးတော့ဟိုဘယ်လိုပြောမလဲအသင်းသားတရားကိုစိတ်ကပို့ပြီးတော့ပြင်းထန်လိမ့်မယ်လို့ကျွန်တော်ထင်တယ်ပေါ့လေဟိုကိုအတွေးရတော့အဲ့လိုအဲ့လိုအဲ့လိုတော့မြင်တယ်အဲအဲ့တော့ဟိုဒီလီဗာပူးအင်ကြီးကိုဝစ်ပြီးတော့ကြိုးစားခဲ့တဲ့ကိုစားပြုတ်ပေးခဲ့တဲ့လူတွေကတော့အများကြီးပဲဟုတ်တယ်ချန်ပီယံဆုယူပေးနိုင်ခဲ့တဲ့လူကတော့ခဏနေပဲရှိဟုတ်တယ်အဲ့တော့ဒါဟိုပရီးမီယာလိဂ်ပဲဆိုပါစို့ချန်ပီယံလိဂ်ကိုခဏတိုင်းထားလိုက်မယ်ဆိုရင် လီဗာပူးအတွက်ဘဝတစ်ချောင်းလုံးပေးဆက်ခဲ့တဲ့စတီဗင်ဂျယ်ရက်တို့ဒါပရီးမီယာလီဂ်ဖလားမယူပြီးနိုင်ခဲ့ကြအောင်ဒါပေမဲ့ဒါလီဗာပူးရဲ့တကယ့်ဂန်နဝင်ပလေးယာကြီးတွေဖြစ်တယ်ပေါ့နော်ဟုတ်ဆိုတော့ဟိုအခုနောက်လက်ရှိမှာတော့ဒီဆာလာပေါ့လေဆာလာတော့အာလီဗာပူးရဲ့ပရီးမီယာလီဂ်စူဖလားတွေအတွက်အဓိကကြိုးစားပေးခဲ့သူစင်းဝင်ခဲ့တာပေါ့လေဒါပေမဲ့လည်းဂျယ်ရက်တို့ကာရီကာတို့ဒီအစုဖွဲ့တွေရဲ့ကြိုးစားမှုတွေလည်းပြည်သက်တွေအားလုံးကမမေ့နိုင်ကြဘူးဟိုအမတ်မမတ်ထင်ထင်ရှိနေကြတော့ဝင်ပေါ့နော် နောက်တစ်ခုကပြောကျင်တဲ့ဟာလီဗာပူးပေါ်မှာသူတို့ရဲ့ဟိုတန်ရုံးစင်နေနဲ့ဒီသူတို့ရဲ့ထားတဲ့စိတ်တွေဆက်ရှိနေတော့ပေါ့အဲ့တော့လီဗာပူးချန်ပီယံဖြစ်တဲ့အချိန်မှာလီဗာပူးရဲ့ကစားသမားဟောင်းနေရဲ့လီဗာပူးပေါ်မှာဂုံပြူတဲ့ဟာလေးအများကြီးတွေ့ရတယ်ဆိုတော့အဲ့အဲ့ပုံမှာကိုထထုံးနေတယ်ဘယ်လိုမြင်လဲပေါ့နော်ဟုတ်အာဘယ်လိုမြင်လဲဆိုတော့တခါချက်ပြီးသွားလို့ရှိရင် ထာဝရဖြစ်သွားကြတဲ့ပုံပေါ့နော်ဒါအသင်းတိုင်းမှာဒါ professional တယောက်ဖြစ်လာပြီဆိုလို့ရှိရင်သူတို့ထားတဲ့စိတ်ကဒီ club အသင်းကိုရောက်လာပြီဆိုဒီအသင်းပေါ်မှာတန်ရောစင်တွေ့သွားကြတယ်အညီကိုလိုဖြစ်သွားကြတယ်မိတ်ဆွေတွေလိုဖြစ်သွားကြတယ်သားဖားတွေလိုဖြစ်သွားတယ်ဦးလေးနဲ့တူလိုဖြစ်သွားကြတယ်ဒီနေရာမှာခံစားချက်ကဘာတွေ꿰သွားကြလဲဆိုတော့တကယ်စိတ်နှစ်ပြီးတော့ချစ်ကြတဲ့သူတွေကတော့ခုနအကူမေးတဲ့မေးခွန်းပေါ့နော် liverpool ကိုဖလားရသွားတဲ့အချိန်မှာကစားသမားဟောင်းတွေအကုန်လုံးကလူမှုကွန်ရက်အသီးသီးမှာဂုံပြူကြတယ်တောက်လျှောက်ဂုံပြူကြတယ်အများကြီးမှအများကြီးပဲ ဟိုဟိုးအရင်တော့ကစားသမားဟောင်းကြီးရောနောက်ကျွန်တော်သိမိခဲ့တဲ့ကစားသမားတွေရောစုံစီနေအောင်လို့ကိုအဲ့လိုမျိုးဂုံပြူကြတာမြင်ရတော့ပီတိဖြစ်ရတယ်ကိုရယ်ဟိုဘယ်လိုပြောမလဲငါတို့ကစားခဲ့တဲ့အသင်းငါတို့မရှိတဲ့အချိန်မှာချန်ပီယံဖြစ်သွားတယ်ဒါလည်းပျော်ရွှင်ကျေနပ်မှုတစ်ခုပဲဆိုတော့သူတို့ရင်ထဲမှာရှိနေတဲ့ဟိုကစားခဲ့ဘူးတဲ့ကလပ်အသင်းပေါ်မှာ တိုင်ဟောစင်မကုံသေးဘူးဆိုရင်အပိုင်းပေါ့နော်အဲတယောက်နဲ့တယောက်ယုံကြည်ခဲ့ကြတာတွေအမှန်မမတ်ထင်ထင်တွေဖြစ်လာခဲ့ကြတာတွေအဲကဲအခုဆိုလို့ရှိရင်ကိုပြောခဲ့တဲ့အတိုင်းပဲဂျရက်ဆိုလို့ရှိရင်လည်းသူ့စိတ်ထဲမှာဘလောက်ပီတိဖြစ်နေဖြစ်လဲပေါ့ငါတို့မယူနိုင်ခဲ့တဲ့ဟာမင်းတို့လုံနိုင်ခဲ့တယ်ကွာဆိုတဲ့ဟာမျိုးဒီတစ်ခုကရင်ထဲမှာတော်တော်ကြီးကိုကြီးကြီးမားမားနဲ့ခံစားရတယ်ပေါ့နော်အဲကာရီကာတို့လည်းဒီလိုပဲနေမယ်ထင်တယ်နောက်ပြီးတော့ Iran Shah တို့လည်းဒီလိုပဲဟိုခံစားရမယ်လို့ကျွန်တော်မျှော်လင့်နေအဲနောက်တစ်ချိန်နေကြလို့ရှိရင်လည်းအခုမိုးဆာလား သူလုတ်ပေးခဲ့တဲ့ဟာတည်းပိုကောင်းအောင်လုတ်ပေးခဲ့တဲ့သူထပ်ပေါ်လာရင်လည်းသူလည်းဒီလိုပဲခံစားရမှာပေါ့နော်အဲ့တော့ဘာဘာရှိသွားလဲဆိုတော့လေဘူးကတော့ပို့ပြီးတော့ကစားသမားတွေအတွက်တခြားအသင်းတွေထဲစာမယ်ဆိုလို့ရှိရင်သူတို့မိသားစုလိုသွားတဲ့ပုံစံကောင်းတစ်ခုကဒါပြောမယ်ဆိုရင်သူများအသင်းတွေပို့ပြီးတော့သူတို့ရဲ့စိတ်ခံစားမှုကပိုပြင်းထန်ပြီးတော့เนาะဟုတ်တယ်ကိုအဲ့ဒီဟာလေးကတော့တကယ်မှတ်မှတ်ထင်ထင်နဲ့ကျွန်တော်ဒီလူမှုကွန်ရက်တွေမှာသူတို့ဂျေးထားတဲ့စာတွေဖတ်လိုက်ရတဲ့အချိန်ကျတော့ပို့ပြီးတော့တော့မှ feeling ဖြည့်မိတယ်ပေါ့เนาะကိုအဲ့တော့ ဟိုညီကိုမိသားစုလိုဟုတ်ကဲ့ဆိုတော့ဒီအင်းမှာမရှိအောင်မှာအဲ့စိတ်တွေကနောက်လျှောက်သွားနေတော့လီဗာပူးမှာ ကစားခဲ့ဘူးဒါကပြီးသွားပြီဒါပေမဲ့လီဗာပူးရောထားတဲ့စိတ်တွေကသူတို့မပြီးတက်လုံးဒီတိုင်းမပြောင်းလို့ဒီတိုင်းဆက်ယူသွားတယ်ပေါ့ကျွန်တော်တို့ဒါ refine နဲ့ဆိုလို့ရှိရင်အာ Lion နဲ့ပွဲမှာ United ကိုသွင်းတော့ live commentary လုပ်နေနေသူ professional အလုပ်ကတက်တက်အောင်ပွဲခံတာမျိုးတွေပေါ့ဆိုတော့အဲ့တော့ဟို United မှာ ကာလာတစ်ခုရှိခဲ့တာသူ့တဘွားလုံးမှာစက်ပါလာနေတုံးပဲပေါ့လေ United အရေးရောင်လေအဲ့တော့ဟိုဒါမျိုးကတော့ဒီဘက်နောက်ပိုင်းခေတ်ဘောလုံးသမားတွေမှာတော့အထူးရနေသွားပြီပေါ့နော်ဟိုဘက်ခေတ်ကဘောလုံးသမားကြီးတွေကတော့တာယောစင်ကြီးတာပဲပြောပြောဟိုဘက်ခေတ်ကထရမ်ပဲပြောပြောအတင်းတင်းမှာသူတို့ကဟိုအသေးပေါင်ပတ်ကစားပြီးတော့သူတို့ရဲ့ဘဝတစ်ခုလို့ဒီအသင်းဟာဟို ကို့ကိုမွေးလိုက်တဲ့မိခင်မိဘတွေမမေ့သလိုကို့ရဲ့မိဘအသင်းလိုမိခင်အသင်းလိုဖြစ်သွားကြပြီတက်လုံးတို့ကအဲ့အသင်းကိုဟိုကျွန်တော်တို့ဒီအရေပြားပေါ်မှာအမှတ်သားထင်ရှားတဲ့အမှတ်သားမထိုးလိုက်ယုံပဲရှိမယ်တို့ရင်ထဲမှာတော့ထင်ရှားဆုံးအမှတ်သားကဒီသင်းပဲဆိုတော့တို့ရှိကိုရှိခဲ့ကြတာဆိုတော့ဒီမှာပေါ်လွင်တယ်သူတို့ရဲ့နှစ်ပေါင်းအများကြီးကြာနေတဲ့ဘုံလုံးသမားတွေကတို့ရင်ထဲမှာအခုဒီဒီသင်းဒီသင်းတွေရှိနေတော့ပဲပေါ့နော်အဲ့တော့ဒီဘက်ကအာဘုံလုံးသမားလေးတွေမှာတော့ အသင်းကြီးခဏခဏပြောင်းကြဘူးလားမဲလာတော့မသိဘူးတော့အဲ့လောက်အသင်းကြီးသူတို့ရင်ထဲသိမ်းမြောက်ကြတော့တွေ့တယ်အဲ့တော့ဘာပဲပြောပြောပါကျွန်တော်လီဗာပူးအသင်းကိုအာဒီ2024 2025ဘောလုံးရာသီမှာပရီးမီးယားလိချန်ပီယံအာကိုအာနစ်လွန်နဲ့ဒူချန်ပီယံဆုကိုရတယ်ပြီးရင်အာပရီးမီးယားလိရဲ့အောင်မြင်ဆုံးအာကလပ်အသင်းဖြစ် United နဲ့အချိန်22အောင်မြင်မှုတွေရရှိခဲ့တဲ့ဆိုတဲ့အတွက်ကြောင့်ကျွန်တော်ဒီနေ့အစီအစဉ်ကနေဘောလုံးရာသီကနေလီဗာပူးအသင်းအတွက်အထူးဂုဏ်ပြုပြီးတော့ အာတင်ဆက်တဲ့ဆွေးနွေးမှုလေးဖြစ်ပါတယ်အဲ့တော့ဒီနေ့တင်ဆက်မှုကကိုထွန်းတို့အာယူလိခန့်အောင်ဆိုတော့လီဗာပူးနဲ့ပတ်သက်ပြီးကျွန်တော်တို့ခံစားရတဲ့သူတို့ချန်ပီယံဖြစ်မှုအပေါ်မှာကျွန်တော်တို့စိတ်ထဲမှာဖြစ်ပေါ်လာတဲ့ခံစားမှုတွေလို့ဒီနေ့မှာပြည်သက်တွေမျှဝေသွားတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့အလားတူပဲဒါလေးတွေကိုမြင်လိုက်တဲ့ပြည်သက်တွေကြီးလိုက်တဲ့သူတွေလည်းဒီအပြော်တွေကုဆက်ခံစားကြမယ်လို့မျှော်လင့်ပါတယ်ဒါလေးတွေကျွန်တော်တို့အမှတ်တရအနေနဲ့လီဗာပူးကိုဒီနေ့တင်ဆက်ပေးတာဖြစ်ပါတယ်အဲ့တော့ဒီနေ့မှာစနေနေ့ရဲ့ပရီးမီယာလိဘွဲစဉ်တစ်ပွဲရှိပါတယ်အဲ့ဒီဘွဲစဉ်တစ်ပွဲတော့ ကိုထုံးကစပြီးတော့ဘေးရက်လက်ထွက်မယ်ဆိုတော့တုံ့တက်ပြေးမှာဖြစ်ပါတယ်အဲ့တော့အာကျွန်တော်တို့အာဆင်နယ်ပွဲထင်တယ်နော်အာဆင်နယ်ဘုံမောင်ထင်တယ်ကိုထုံးရက်လက်လေးဘယ်လိုဖြစ်မှာထင်လဲဟုတ်အာကစားရတော့ခက်လိမ့်မယ်အာဆင်နယ်ချန်ပီယံလိဘက်ကိုဇောင်းပေးရမယ်အချိန်ဖြစ်နေတယ်ကျွန်တော် PSG ကိုအိမ်ခွင်မှာရှုံးထားတဲ့အတွက်ကြောင့်မလို့ဘုံပေါက်နဲ့ပြန်ကစားရမယ်အမှတ်ပေးပြိုင်ပွဲကိုတော့အမားတော့မခံဘူးရက်တည်မှုအတွက်တော့အာဆင်နယ်ရုံးပါလိမ့်မယ်ဟုတ်ကဲ့မထင်မှတ်တဲ့ရလက်တွေထွက်မလားဆိုရင်တော့ထွက်ဖို့တော့ခက်မယ် အဝေးကွင်းဖြစ်တဲ့အတွက်ကြောင့်မလို့ဘုံမောက်တီအသင်းကြီးတွေနဲ့တွေ့ရင်ကစားတတ်တဲ့အစင်လာကောင်းလည်းရှိတယ်။အာဆင်နယ်နိုင်ငံရဲ့နောက်မှာကပ်ပြီးနိုင်မယ်လို့ထင်တယ်။ဒါကတော့ကျွန်တော်အမြင်ဆုံးမျှော်လင့်ချက်ပေါ့နော်။သူတို့ဦးစားပေးသည့်ချန်ပီယံလီဘက်ကိုသွားရမှာဖြစ်တဲ့အတွက်ကြောင့်မလို့တောင်တန်ယုံကစားသမားတွေကိုထိခိုက်ဒဏ်ရာရတာခံမယ်မထင်ဘူး။ဟုတ်ကဲ့။ဒါကတော့ဖြစ်လိဖြစ်တာရှိတဲ့အနေထားပါ။အာဆင်နယ်ကပ်နိုင်မယ်ပွဲလို့ပဲကျွန်တော်လည်းမှန်းထားကြည့်ကြတယ်ပေါ့။ဟုတ်ကဲ့ပါဘူး။အညီလေးဒီပွဲလေးဘယ်လိုဖြစ်မှန်းထင်လဲ။ဟုတ်။အလီကအကူပြောသလိုပဲဘုံမောက်ကကစားခတ်တဲ့အသင်းဖြစ်တယ်ပေါ့နော်ဒီယာတီမှာ။အာဆင်နယ်အသင်းကလည်းအရှိမှာ ဒီ PSG နဲ့ဘွဲမှာရှုံးလာရဆိုတော့သူဒီဘွဲမှာတော့ဒီ Champion League ကိုအားအားဆိုင်တယ်အားဆိုင်ပြီးတော့ကစားမယ်ဆိုပေမဲ့လည်းသူကယုံကြည်မှုပြန်ရရှိဖို့အတွက်ဒီဘွဲမှာအနည်းဆုံးတော့နိုင်ဖို့လိုပဲပေါ့နော်အဲ့တော့အခုပြောသလိုပဲကျွန်တော်စိတ်ထဲမှာလည်း Arsenal ဈေးနေနဲ့အဲတန်းမရအောင်ပေါ့နော်သူကစားမယ်ဒါပေမဲ့လည်းနိုင်အောင်တော့ကစားလိုက်မယ်လို့ထင်တယ်ပေါ့နော်ဟုတ်ကဲ့အဲ့တော့ကျွန်တော်တို့စနေနေ့ဒီဆက်မှုလူဒီမှာနားကြင်ပါတယ်အာ Premier League ဒီညာပွဲဆိုရင်တော့ Arsenal အတွက်အခက်ခဲကောင်းခက်ခဲနိုင်တယ် အဲဆိုတော့အဖြစ်လေးတော့ထွက်တာပေါ့နော်ဒါပေမဲ့ကပ်များနိုင်သွားမလားဆိုတော့အဖြစ်လေးတစ်ခုတော့ကျွန်တော်ဆွေးနွေးထားပါတယ်အဲ့တော့မနေ့ဖြန်မှာအာပရီးမီးယားလိဘွဲတွေရောတခြားဆွေးနွေးကြရရှိတဲ့အကြောင်းအရာတွေကိုဆက်ပြီးဆွေးနွေးကြပါတယ်ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါ channel ကိုကြည့်ရှုနေကြတဲ့ပြည်သူများဗျာကျွန်တော်တို့ဘောလုံးရက်ကွဲစနေနေ့တင်ဆက်မှုကိုဒီမှာနားကျင်ပါတယ်အပတ်စဉ်တိုင်းကျွန်တော်တို့ဘောလုံးရက်ကွဲအစီအစဉ်ကိုညနေ9:40မှာ channel ရုပ်သံလိုင်းအနေထုတ်လွှင့်ပေးနေပြီးတော့ channel game မြန်မာ YouTube မှာလည်းပြည်သက်ဒီဘတ်စင်စနေကျုံနေ့တိုင်းမှာစောင့်မကြည့်ရှုအားပေးနိုင်တဲ့အကြောင်းပြောကြရင်လည်းကျွန်တော်တို့ဒီ season လေးလုပ်ဆက်ပါတယ်ခင်ဗျာအားလုံးတွေကောင်းသောနေ့လေးဖြစ်ပါစေခင်ဗျာ